ို့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီတင်းဝင်ပြီးသားကျွန်တော်တို့လုပ်ငန်းရှင်တွေရောကျွန်တော်တို့တင်းဝင်ရသေးတဲ့ဟိုဟိုအတင်းသားဖြစ်လာမဲ့သူတွေရောပေါ့နော်ကျွန်တော်တို့အတင်းကိုဝင်ရရခြင်းကျွန်တော်တို့အတင်းရဲ့အဓိကယူရတဲ့ကတော့လက်မှုတွေဟာစနစ်ကနေမှဆက်မှုရစနစ်ကိုပူးပေါင်းတဲ့အချိန်မှာတောင်သူတွေနဲ့တောင်သူတွေနဲ့ကျွန်တော်တို့ဒီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်ပေးတဲ့အချိန်ဆက်အတင်းတွေဖြစ်ပါလေဒီလိုအချိန်ဆက်ခြင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့အတင်းသားတောင်သူတွေတော့ ကျွန်တော်တို့ဒီအတင်းမှာရှိနေတယ်လုပ်ငန်းရှင်တွေအားလုံးတောင်းနေပြအချိန်ဆက်ပြီးပြီးတော့ဝမ်းမန်းတသာပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့နော်ကျွန်တော်တို့အတင်းရဲ့ဆက်လက်ပြီးတော့ရှေ့ဆက်ပြီးလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုထုတ်ကန်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာနေရာကဏ္ဍတွေအထူးကြီးပါပါတယ်အထူးကြီးပါတဲ့အတွက်လည်းကျွန်တော်တို့တောင်ပူဦးကြီးများတွေနေရာလူသားတွေရှားပါးနေတဲ့အတွက်စက္ကရိယာတွေကိုကျွန်တော်တုံးဆွဲစီခြင်းပါတယ်စက္ကရာတွေတုံးဆွဲခြင်းအဖြစ်လေဖြစ်ပေါ်လာတဲ့အခက်အခဲတွေကိုညှိနှိုင်းဖြေရှင်းဖို့အတွက်ကျွန်တော်တို့ကုမ္ပဏီတွေကအချင်းချင်း ျွန်တော်ပေါင်းစပ်မှုစီလုံးမှုရှိရပါတယ်။အဲ့အတွက်ကိုကျွန်တော်တို့ကရောင်းချနေတဲ့ကုမ္ပဏီတွေဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကလည်းကျွန်တော်ဒီအသင်းကြီးနဲ့ချိတ်ဆက်ပြီးတော့ပါဝင်ပူးပေါင်းလုပ်ပါလို့ကျွန်တော်တိုက်တွန်းပြောချလိုပါတယ်ခင်ဗျာ။ဟောဟုတ်ကဲ့ပါဦးမယ်။ကျွန်တော်တို့ကမြန်မာနိုင်ငံနေရာသူစက္ကရိယလုပ်ငန်းရှင်များအသင်းပေါ့နော်။အမန်လီဒုံခွင်ဖွင့်ပွဲလေးဖြစ်ပါလေဒီဖွင့်ပွဲလေးမှာဒီအတင်းထဲမှာပါတဲ့ကျွန်တော်တို့လုပ်ငန်းရှင်တွေကဘယ်လိုလုပ်ငန်းရှင်တွေပါလာလဲဆိုလို့ရှိရင် ကျွန်တော်တို့ဒီမြန်မာနိုင်ငံလေယာဉ်သုံးစက္ကူရလုပ်ငန်းရှင်များအသင်းရာနော်ကျွန်တော်တို့ဒီလေယာဉ်သုံးပစ္စည်းတွေတင်သွင်းတဲ့လူတွေပါပါလေကျွန်တော်တို့လိုဒီထုတ်လုပ်ဖြန့်ဖြူးတဲ့လူတွေပါပါလေနောက်ပြီးကြလို့ကျွန်တော်တို့ဒီတင်သွင်းလာတဲ့ဟာတို့ဖြန့်ဖြူးရောင်းချတဲ့လူတွေပါပါလေဘလို့လဲတော့ကျွန်တော်တို့ဒီသုံးမျိုးနဲ့မှဖွဲ့စည်းထားတာဖြစ်ပါလေနောက်ထပ်လည်းကျွန်တော်တို့ကဒီအသင်းအနေနဲ့ကကျွန်တော်တို့ဝန်ဆောင်မှုအနေနဲ့ထွန်ဆက်ပိုင်ရှင်တွေ ပြာပြည်စည်းကြောင်းတဲ့လုပ်ငန်းရှင်တွေပေါ့နော်နေရာသုံးနဲ့ပတ်သက်ပြီးတော့ဝန်ဆောင်မှုလုပ်ငန်းတွေပေါ့နော်ကျွန်တော်တို့ဒီရိတ်သိမ်းချုပ်နှိမ့်သက်ငှားလိုက်တဲ့ဟာတွေကျွန်တော်တို့ဖွင့်ဖွင့်ရဆိုင်ပြုံးခြင်းအတွက်ကိုကျွန်တော်တို့ဒီ fan agree ပေါ့နော်ကျွန်တော်ထွေရဒီပုံသက်တွေငှားလိုက်တာတွေဒီလုပ်ငန်းရှင်တွေအားလုံးကိုလုပ်ထည့်သွင်းပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့ဟိုတွေ့ချက် ဖွဲ့စည်းသွားမှာဖြစ်ပါလေ။ဟောအသင်းကြီးကလည်းအသင်းတွေရဲ့ကျိုးစုအတွက်ဘာလို့လုပ်ပေးမှလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသင်းတွေနေအားလုံးကတယောက်နဲ့တယောက်ပေါ့နော်ကျွန်တော်တို့အသင်းဝင်တွေစုံသွားတယ်ဆိုလို့ရှိရင်စုပေါင်းစုပေါင်းပြီးတော့ပေါ့နော်ကျွန်တော်ညီညွတ်ညွတ်နဲ့ ဒီအတင်းဝင်တွေအားလုံးကတခုံတဲ့ကြောင်းတဲ့လူတွေရနေမှာခုံတဲ့ဝယ်တဲ့လူတွေပေါ်မှာကျွန်တော်တို့လိန်တယ်လက်ကားချင်းမရှိဘူး။အခုကြတော့ကျွန်တော်တို့ဒီခုံတဲ့တွေငားလိုက်တဲ့အခါမှာလည်းဒီလိုပဲကျွန်တော်တီကရဲ့တန်မိုးတွေဟဲ့လားငားလိုက်တဲ့ဟာလည်းတတိယနဲ့ဒတိယတော့အတူညီတယ်လို့မှန်တာပေါ့နော်။ဒါပေမဲ့ဒီမတရားသဖြင့်ပေါ့နော်တောင်သူတွေပေါ်မှာကျွန်တော်တို့ဒီဟိုရိုက်စားလုပ်တဲ့ပုံစံမျိုးပေါ့နော်။မတရားသဖြင့်ကျွန်တော်တို့တောင်းခံတဲ့ဟာမျိုးမဖြစ်အောင်ပေါ့နော်။ကျွန်တော်ဒီအသေးအနေနဲ့က ချူပေါင်းပြီးတော့ဒီအသင်းသားလုပ်ငန်းရှင်တွေနဲ့တောင်သူတွေအတွက်ကိုကျွန်တော်တို့ကရည်ရွယ်ပြီးတော့ပြည့်စုံထားတာဖြစ်ပါလေ။ဟောဟုတ်ကဲ့ခင်ဗျာကြာသင်သက်ပြောပြလေးကတော့ဒီအသင်းကိုပေါ့နော်ဒီဒီမနက်ငယ်လျာသောစက္ကရာလုပ်ငန်းရှင်သားပြန်မင်းရုံးမလေးမှာမန္တလေးတိုင်းဒေသအတွင်းမှာရှိနေတဲ့ကျွန်တော်တို့ဒေသခံပေါ့နော်ကျွန်တော်တို့လုပ်ငန်းရှင်တွေတောင်သူနေရာသုံးလုပ်ငန်းရှင်တွေအားလုံးကျွန်တော်တို့အသင်းလေးကိုပါဝင်ကြည့်ပတ်ဖို့အသိဉာဏ်ရဖို့ဖိတ်ခေါ်ခြင်းပါလေခင်ဗျာ မန္တလေးတရားသုံးစက္ကရာလုံငန်းရှင်များအတင်းအတင်းချုပ်ကတော့အတင်းဝင်စုစုပေါင်း250ဦးရှိပါတယ်။မန္တလေးအတင်းထဲမှာတော့တို့တို့အတင်းဝင်ဦးကြီးက29ဦးရှိပါတယ်ဒီနေ့ထိ။အဲမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေတို့တို့တောင်သူတွေနဲ့လုပ်ငန်းရှင်တွေကြားဟိုစက္ကရာတွေရဲ့အခက်အခဲအမကရောင်းချတဲ့သူတွေဆိုလည်းတင်သွင်းခွင့်လမ်းစဉ်တွေတို့ ဒူတီတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်တို့အတင်းရနေပတ်ဆိုင်ရာခဏဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့လိုအပ်တာတွေကိုအင်းအင်းနဲ့ထောက်ခံပေးပြီးကျွန်တော်အင်းဒီဝက်ရရှိဖို့အတွက်ကိုအတင်းရနေအခုကြီးဆောင်ရွက်ပေးပါတယ်ခင်ဗျာဒီအတင်းကြီးဖွဲ့စည်းဒီလိုမျိုးဖွဲ့စည်းဖြစ်မြောက်အောင်ကျွန်တော်တို့ဖက်ဖက်ကကူညီပေးတဲ့ထာနာဆိုင်ရာအကြီးအကဲတွေရဲ့ကျွန်တော်တို့အတင်းကုမ္ပဏီကြီးတွေပေါ့နော်ကျွန်တော်တို့နေရာသုံးစက္ကရာတင်သွင်းတဲ့ကုမ္ပဏီကြီးတွေရဲ့ပံ့ပိုးမှုကျွန်တော်တို့စက္ကရာလုပ်ငန်း လုပ်ငန်းရှင်များစက္ကရာလုပ်ငန်းရှင်တွေပေါ့စက္ကရာလုပ်ငန်းရှင်ဆိုတော့ကျွန်တော်တို့အသေးအနေအကြီးကြီးပေါ့ဟိုအပေါ်ပစ္စည်းတွေရောင်းလာရတဲ့ပါတယ်ဝန်ဆောင်မှုတွေလည်းပါတယ်ဆက်ပြုပြင်နေရတယ်ပါပါတယ်အဲ့ဒါတွေအားလုံးကိုလည်းကျွန်တော်တို့ဒီအသေးကြီးဖြစ်မြောက်အောင်ခက်ခက်ကနေဝိုင်းဝန်းပြီးတော့ကူညီပံ့ပိုးပြီးပူးပေါင်းဆောင်ရွက်ကြတဲ့အတွက်ကျွန်တော်ကအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အသင်းကြီးမှာမပါဝင်သေးတဲ့သူတွေကိုပါဝင်ဖို့အတွက်ကကျွန်တော်ဒီသက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တည်တည်မှာကျွန်တော်တို့ဒီလိုအသင်းရုံးခန်းတွေဖွင့်ဖို့ကျွန်တော်တို့စီစဉ်ထားပါတယ်အခုလက်ရှိဆိုရင်ကျွန်တော်မန္တလေးမှာအသင်းရုံးခန်းဖွင့်ပါတယ်မွန်ပြည်နယ်မှာအသင်းရုံးခန်းဖွင့်ပါတယ်ပြည်ပြည်နယ်မှာအသင်းရုံးခန်းဖွင့်ပါတယ်နောက်တော့ထပ်ပြီးတော့ဖွင့်မယ့်နေရာတွေအေရီတိုင်းတို့ပဲခူးတိုင်းတို့ရှမ်းပြည်နယ်တို့ကျွန်တော်တို့အသင်းရုံးခန်းတွေဖွင့်မှာဖြစ်ပါတယ်အဲ့အသင်းတွေရုံးခန်းတွေမှာလည်းသက်ဆိုင်ရာနေမြေမှာရှိနေတဲ့တင်သွင်းရောင်းချပြန်လူထုတ်လုပ်နေကြတဲ့နေရာသုံးစက္ကရာနဲ့သက်ဆိုင်တဲ့လုပ်ငန်းရှင်များကလာရောက်ပြီးကျွန်တော်တို့ကိုမေးမြန်းစုံစမ်းပြီးတော့ ်ပေါင်းရင်ဦးဆောင်ကြပါကြခေခေါ်နေပါ